ားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာ Freedom for Future အဖွဲ့သားတွေတင်ဆက်ဖတ်ပြမယ့်အခန်းစဉ်ဝတ္ထုရှိလေးကတော့ဆီယာဟမ်ဆိုင်စီမန်ရေးသားထားတဲ့တိမ်ပကြီးရဲ့အပိုင်းခွနဲ့ပဲဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ပေးကြပါဦးရှင်။အပိုင်း30ဒီမလေးအမတို့ပြန်လာအောင်မယ်နော်အားတဲ့အခါအမဆိုင်ကိုလာလေဦးအထည်ဆိုင်မရှိရင်ရွှေဆိုင်ဘက်မှာအမရှိမယ် ဈေးတယ်မိုးနဲ့သူစားဆိုင်ဆိုမသိရတဲ့မရှိဘူးညီမမတ်သူစားကလူလေပါသူ့ကိုပကြီးအကဲခတ်နေတာကိုသိလို့စကားဖြတ်ပြီးချစ်ချင်းပြန်ဖို့ပြင်းနေဟုတ်အမလာလဲပါမယ်မတ်သူစားကပြန်ကနီးကလေးကိုနမ်းသေးတယ်မတ်သူစားရဲ့အမျိုးသားပုံစံကိုပကြီးအကဲခတ်မိတယ်အသားမဲမဲဗိုက်ပူပူခဝဝဖြစ်ပြီးမျက်နာမှာရိုးသားတဲ့ဂုံပေါ်တယ်တတိယသားဆိုရဲဝတ်စားထားတာကတာမန်ပစိုးစွကျဲအင်ကြီးဝတ်ထားတာ လယ်ဘေးမှာရွှေစဲကြိုးကြီးဆွဲထားပြီးလက်မှာတော့စိန်လက်ဆုပ်ဝတ်ထားတယ်။မတ်သူစာကိုပကြီးအကဲခတ်ကြီးတော့သပင်ကိုမဟုတ်ကနီအောင်ဆေးဆိုးထားတယ်။မျက်နာကြပုံကလည်းလှလိုက်တာအသားရည်လည်းလှတယ်။ကိုလုံးကိုပေါက်လည်းတောင်းတယ်။အရက်၅ပေ၅လောင်းနဲ့ညီတဲ့အင်းရင်နဲ့ခန္ဓာကိုယ်ဟာမေပွဲရတယောက်လိုပဲ။ပကြီးကိုကိုကိုမတ်သူစာနဲ့နှိုင်းရှင်နေပြီးတော့အားငယ်မိတယ်။ကလေးယူထားတာမို့ပကြီးဝလာတယ်။ပြင်းပြင်းစင်စင်နဲ့တိတ်မနေဖြစ်တော့ဘူး။ ောင်ကချောရောက်ကိုမစ်တဲ့သူပဲလို့တွေးပြီးတော့ပူလောင်လာရတယ်။ပကြီးကိုမတ်သူစာကြည့်တဲ့အကြည့်တွေထဲမှာမလုံးကြုံချင်းတွေကိုတွေ့ရတယ်။မတ်သူစာတို့လည်းများပြန်သွားတော့မှမောင်နဲ့ပကြီးညစာစားဖို့ပြင်ရတယ်။ညစာပြင်ပေးနေရပေမဲ့ပကြီးစိတ်တွေကမကြည်လင်တော့ဘူး။မောင်မတ်သူစာကမောင်ပေါ်ဆက်ဆန်တာတမျိုးပဲနော်။မောင်မျက်နှာမှာဘာတွေပြောင်းလဲသွားမလဲလို့ပကြီးအသေးအတန်လိုက်ရှာမိတယ်။မောင်မျက်နှာကပကတိဖြူစင်နေတာမို့ ပကြီးအတွေးလွန်နေတာပဲဖြစ်မှာပါ။ပကြီးဘက်ကအတွေးတွေနဲ့ဆော့ကားမိခဲ့ရင်တောင်းမောင်းကိုပကြီးသိချစ်လွန်လိုပါမောင်။မတ်သူစာတို့ကတိတ်ကိုသဘောကောင်းတဲ့မိသားစုပါမိမရဲ့။မတ်သူစာရဲ့မောင်လေးကစေတန်းမှာကားမတော်စားမှုနဲ့ဆုံးသွားတာတဲ့။မတ်သူစာမောင်းကိုသူ့မောင်လေးနဲ့တွေ့ရဆိုပြီးခင်တာပါ။မောင်းစီကန်စီလက်ဖက်သုံးတဲ့အေးအေးတွေနှီးတိုင်းပုတ်ပေးကြတယ်။အော်ဒါကြောင့်ကိုမတ်သူစာမောင်းကိုကြည့်တဲ့အကြည့်တွေမှာမေတ္တာဓာတ်တွေကိုလည်းတွေ့ရတယ်။ရင်တမမဖြစ်နေတဲ့ကိစ္စက အနှဲငယ်ပြေးလျော့သွားတယ်။သူတို့လင်မယားကအသက်အတော်ကွာပုံမဲနော်။음ဟုတ်တယ်။20ကျော်လောက်ကွာလိမ့်မယ်ထင်တယ်။မောင်ကဝတ်သားရင်ကိုသူ့ပကံနဲ့ထည့်ရင်စားတယ်။မောင်ပြောလင်မိမ။ပကြီးကိုချစ်သေးရဲ့လားယင်။မောင်ကရဲတယ်။ပကြီးကလည်းဘာရီယူထားနေရလဲ။ချစ်တာဘောကွာ။ချစ်လို့ယူထားတာပဲလေ။ကလေးတယောက်တောင်ရနေပြီပဲကို။မောင်ကပကြီးသမင်းပကံနဲ့နှင်းတွေထည့်ပေးတယ်။ မောင်းကိုပကြီးယုံမာတယ်မောင်းရဲ့ဒါပေမဲ့ပကြီးရဲ့ကံကြမ္မာကိုမယုံရဲတာပါတမီးလေးရှိနေပြီလို့အာတင်းရတယ်မောင်းပြောပြောနေတယ်လို့ဒီတမီးလေးကပကြီးတို့အတွက်ကံကောင်းခြင်းတွေကိုယူလာပေးတဲ့သူလေးလေပကြီးရဲ့ကံဆိုးခြင်းတွေကိုဖယ်ရှားပေးမဲ့မိမိတမီးလေးပူတူတူလေးထမင်းစားပြီးတာနဲ့မောင်းကစာကြည့်စပွဲထိုင်တယ်တမီးလေးကတော့နှစ်နှစ်ချိတ်ချိတ်အိပ်ပျော်နေပြီတမီးလေးကနိုးလေအိတ်လိမ့်မို့အိတ်နေချိန်မှာသာအိမ်အလုပ်တွေကိုပကြီးလုပ်လို့ရတယ် အိုးခွက်ပကံတွေစီးရင်ဒီညမှာမောင်ဖုံးကိုခိုးပြီးကြည်တင်မတဲ့ပကြီတွင်းနေမိတယ်။ကြည်လိုက်တာမလွန်ပါဘူးလို့ပကြီထင်တယ်။ပကြီမှာကြည်ခွက်ရှိတာပဲလေ။သမီးလေးကိုနှုတ်တိုက်ရင် TV ရှေ့မှာထိုင်နေမိတယ်။ TV ကြည့်နေပေမဲ့ဘာတွေလွတ်နေတယ်လဲပကြီမသိဘူး။မောင်ဖုံးကိုယူကြည့်တင်မကြည့်တင်သာစိတ်ရောက်နေတာ။မိမမိတ်တူလာရင်မောင်ကရေခဲတက်တာတွေကရေဘူးယူရင်မေးတယ်။သမီးလေးပြန်နှုတ်လာတာနဲ့နှုတ်တိုက်ရင်ပကြီလည်းစကားကြည့်နေတာ။ မော်အိတ်တော့မလို့လားအင်းမိမမနေ့ဖန်24နာရီယူတီဆင်းရမှာမို့ဆော့ဆော့အိတ်တော့မယ်မောင်ကမနေ့ဖြန်24နာရီယူတီဆင်းရမယ်ဆိုကားလား24နာရီဂျူတီဆိုတာမနေ့7နာရီကနေနောက်နေ့ညနေအထိရောက်တာမို့နာရီ30ကျော်ဂျူတီဆင်းရမှာပေါ့တိတ်မကြခင် မောင်စီကဟောက်တန်တက်တဲ့ကိုကြားရတယ်။သမီးလေးကိုတိုက်ပါခံပြီးဘောင်းပြီးဝယ်ပေးရတယ်။ပြီးမှအိယာပေါ်တင်သိရတယ်။မောင်ကသူ့အိမ်ရင်မီးပိတ်ပြီးမှအိတာမို့ အခန်းကမောင်းနေတယ်။လာရောက်မိမိလေးအောက်မှာမောင်းဟောက်တန်ကိုစီးကျင်ညီညီကြားနေတာကလွဲလို့အရာအလုံးကတိတ်ဆိတ်နေတယ်။အဲ့ရတဲ့ကနေအတန်မမီအောင်ပကြီးထလိုက်တယ်။မောင်းရဲ့ဖုန်းကအာသွန်ကျိုးနဲ့အာသွန်ထားတာကိုတွေ့ရတယ်။ရင်တမမနဲ့တဖြည်းဖြည်းဖုန်းရှိတဲ့နေရာကိုခြေတန်လုံးလုံးသွားရတယ်။စိတ်မောလိုက်တာနော်။ဖုန်းကိုပြုတ်လိုက်ချင်းမောင်ကဒီဘက်လှည့်လာတာမို့ပကြေးရင်နဲ့ထိတ်ကနေဖြစ်သွားသေးတယ်။မောင်ကစိတ်အိတ်နေတာမို့ ်တက်ပြင်းတဲတဲချရရတယ်။ဗကြီးရင်နဲ့တထိတ်ထိတ်စိတ်မလိုမလဲနဲ့ဖုန်းကိုဖွင့်လိုက်တော့စကားဝတ်တောင်းတယ်။အရင်မောင်ထားတဲ့စကားဝတ်က၈၆လုံးစကားဝတ်ကိုရိုက်ပြီးမဲ့မှားနေလို့ဖုန်းကပွင့်မသွားဘူး။ဗကြီးချွေးတွေပြန်လာတယ်။မောင်ရဲ့မှတ်ပုံနဲ့နံပါတ်ကိုရိုက်ထဲမှာဖုန်းကပွင့်သွားတယ်။ Facebook Messenger ထဲမှာစာတွေလိုက်ဖက်ကြည့်တော့မယိုးသားတာတစ်ခုမှမတွေ့ရဘူး။ gallery ထဲမှာလည်းထူးခြားတဲ့ပုံတွေတစ်ပုံမှမတွေ့ရပါဘူး။ ဆေးရုံကပုံတွေ၊ဗကြီနဲ့မောင်ပုံတွေ၊တမီလေးပုံတွေကိုပဲ တွေ့ရတယ်။ဖုန်း message တန်းမှာလည်းဘာစားမှမတွေ့ရတာမို့ဗကြီရဲ့အတွေ့တွေလွန်နေတာပဲဖြစ်မှာပါလို့တွေးပြီး Viber ကိုစစ်နေတော့ message တစ်ခုဝင်လာတယ်။မောင်အခုနေမသေးဘူးလား။စာချက်နေရလား။မလေးမောင်တိတ်လွန်လာပဲကွာ။ဗကြီကပါကြီးအမောင်ကြသွားတယ်လို့ပဲ။အရာအလုံးမောင်မိုက်သွားတယ်။ ယုံကြည်ချက်တွေလဲပြိုပြီးရင်ခွင်ထဲမှာအမောင်တို့ကြီးဖြီးစီထားတယ်။ရင်ထဲမှာလည်းအလုံးကြီးဆိုတက်လာတယ်။ဘိုင်ဘာမှာပေါ်နေတဲ့နံမီကမတ်သူစာ။ဒါဆိုရင်ပကြီးရဲ့အထင်ကမမှားဘူးပေါ့။လုံရလိုက်တာမောင်ရဲ့။လုံရလိုက်ကြတာ။ပကြီးပေါ်မှာမြေရီရီစီကြလာတယ်။ဘိုင်ဘာမှာစာတွေကဝင်လာသေးပဲ။မောင်မီမရဲ့မျက်လုံးတွေဟာမအောင်ကြည့်တာတကူဖမ်းနေတယ်လို့ပဲနော်။ပကြီးဒေါသထွက်လိုက်တာ။ပကြီးဘာလို့ရမလဲ။ အိပ်ပျော်နေတဲ့မောင်ကိုနှိုးပြီးဒီကိစ္စကိုဖြေရှင်းခံရမလား message ပို့နေတဲ့မတ်သူစာကိုလှမ်းရန်တွေ့လဲရမလား Viber ထဲဝင်ကြည့်တော့မှမောင်နဲ့မတ်သူစာတို့ပို့ထားတဲ့စာတချို့ကိုတွေ့ရတယ်မတ်သူစာကမောင်ကိုမောင်းနဲ့မောင်ကမတ်သူစာကိုမားတဲ့ယုံစရာကောင်းလိုက်တာကာမပိုင်တွေရှိရင်းနဲ့များဖြစ်ဖြစ်နေကြတာဝိဆက်ခင်းနေကြတာပုံမျက်နှာပြင်ကိုပွက်ပြီးအရင်ကချက်ထားတဲ့စာတွေကိုဖတ်ကြည့်မိတယ် အရင်တုန်းကစာတွေကိုဖြစ်ထားပုံရတယ်။မင်းကပို့ထားတဲ့စာတွေကိုပဲတွေ့ရတယ်။ဒီစာတွေကိုမောင်ကဖြတ်ဖို့မိနေတာပဲဖြစ်မှာ။မောင်မလေးမောင်နဲ့အတူနေချင်လေ။မောင်ပို့ထားတဲ့စာကိုဗတ်ကြီးမဖတ်ရဲပေမဲ့အသေးအတန်ကြည့်နေမိပြန်တယ်။မောင်လေးအချစ်ကိုကိုးကွယ်ပြီးအစင်တမ်းမရှိတဲ့မိမကိုယူမိတာမှအခုမောင်နောင်လာရနေပြီ။အင်းမောင်ကရီစားမှမထားဘူးလား။တန်းယူလိုက်တာမောင်ပါပဲ။ မားလည်းပါသူ့လိုလေအိမ်ကလူကြီးကိုလူကြီးရေပေးစားလို့တာယူလိုက်ရတာဒီစမ်းမှမချစ်ခင်မောင်ကဒီမမေရုပ်ကိုပကြီးအကြောင်းတွေအကုန်ပြောပြထားတာပေါ့လုံးရလိုက်တာမောင်ရယ်ပကြီးမျက်နှာကိုမထောက်ရင်တောင်းတမီးလေးမျက်နှာကိုမောင်ကြည့်တင်နေဟုတ်တယ်မတနာရာကိုအချစ်လို့ထင်ပြီးသူ့ရဲ့ကောင်လောက်ခင်မိတာလေ तू ကဘာမှနားလည်မှုမရှိဘူးပင်မနေတဲ့မောင် အမြဲရစ်ပြီးပြဿနာရှာဖို့ပဲတည်ရား မာမောင်ပေါ်နားလဲရတဲ့အပုံတရားပုံတပုံသာနားလဲရင်မောင်ဒီလောက်စိတ်ဆင်းရဲမှာမဟုတ်ဘူး။ပကြီးကိုတနာပြီးသူ့ရဲကောင်းလှုပ်ခဲ့တယ်တဲ့လားမောင်ရဲ့။မောင်ပြောခဲ့ဘူးတာဒီလိုစကားတွေမဟုတ်ပါဘူးနော်။မောင်ပြောခဲ့ဘူးတဲ့စကားလုံးတွေကိုနှလုံးမကြံပကြီးမှတ်မိနေပါသေးတယ်။ချစ်တယ်ဆိုတာကိုလွတ်လွတ်စပယ်ပြောတတ်တဲ့အချိန်မှာကျွန်တော်မပါပါဘူး။ချစ်တယ်လို့ပြောရင် မလေးနာမှာဆိုလို့လက်တက်ပြရစီလို့တခါတည်းခွင့်တောင်းတာပါ။အခုကျေစင်းအကြောင်းအကုန်သိရလဲကျွန်တော်စကားမပြောင်းလဲပါဘူး။ မိမတယောက်ရဲ့တန်ဖိုးကအပြိုစင်စစ်တာနဲ့မဆုံးဖြတ်နိုင်ပါဘူးကျွန်တော်ကလူတစ်မျိုးဗျတခြားလူတွေတတ်မှတ်တဲ့တန်ဖိုးဆိုတာနဲ့ကျွန်တော်တတ်မှတ်တဲ့တန်ဖိုးကမတူညီကြဘူးကျွန်တော်တကယ်ချစ်တဲ့သူနဲ့ပဲကျွန်တော်ဘဝကိုအကုန်ဆုံးခြင်းတယ်လူတွေကကျွန်တော်ကြည့်ပြီးရေးကြမလားသူတို့ရေးကြပါစီကျွန်တော်ဘဝကသူတို့ဘဝမဟုတ်ဘူးလေဒီလမ်းကိုရှောင်ရမှာသူတို့နဲ့မဟုတ်ဘူးလေကျွန်တော်မြင်မြင်ချင်းချမိတဲ့ကျေစင်းနဲ့ပဲရှောင်ရမှာအဲ့ဒီလိုပြောလို့မိုင်းယူဆန်ပြီးအချစ်ကိုကူးကွယ်တယ်လို့လည်းမထင်လိုက်ပါနဲ့ကျေစင်း ကျွန်တော်ကကျွန်တော်စိတ်ကိုကိုးကွယ်တဲ့သူပါ။မောင်ပြောခဲ့တဲ့စကားတွေကိုပကြည်နားတဲ့ကြားရောက်နေစေပါ။ဒီစကားတွေကိုပကြည်ယုံကြည်မိပြီးမောင်အချစ်ကိုကိုးကွယ်မောင်နောက်ကိုလိုက်မောင်စိတ်ကြိုက်နေပြီးခဲ့တာပါ။ဖုန်းကိုပကြည်ဆက်ကြည့်မိတယ်။မောင်နဲ့ဆက်တွေ့ချင်းသေးတယ်။ဘယ်နေ့တွေ့ရမှာလဲ။အခုလည်းညနေတိုင်းတွေ့နေရတာပဲမာယ။မဟုတ်ဘူးလေ။မောင်နဲ့နှစ်ယောက်တည်းအေးအေးဆေးဆေး။စကူရက်နေ့ဆေးရုံမှာတရက်ခွင့်ပြလိုက်မယ်လေ။ အရင်ဟိုတယ်ပဲသွားရအောင်อืมမကားနေလာခေါ်မယ်နော်မမစိုးရအောင်နော်စာရီစက်ပတ်လို့မရအောင်ပကြီးမြစ်လုံးမှာမြေရည်တွေနဲ့ပြင်းနေနေတယ်တကူလုံးအာရင်ကုန်ခန်းပြီးပကြီးထိုင်ချလိုက်တယ်16ရင်းနေ့ကမောင်စင်းုံသွားမယ်ပြောပြီးနေ့လယ်စာပြန်လာမစားတဲ့နေပေါ့လူနာရီရှုပ်နေလို့စင်းုံမှာပဲစားလိုက်တော့မယ်လို့ပြောတဲ့နေပေါ့ပကြီးလာပုတ်ပေးမယ်လို့ပြောတာတော့ပကြီးကိုအော်လွတ်တဲ့နေပေါ့မောင်ရဲ့ လောင်ရလိုက်တာမောင်ရဲ့ဟန်ဆောင်ကောင်းလိုက်တာဒီမိမနဲ့ဖောက်ပြန်နေတဲ့ကာလပတ်လုံးမောင်ကပကြီးကိုပို့ပြီးဂယူးဆိုင်ပြခဲ့တာလားပကြီးဖြင့်မောင်ဂယူးဆိုင်မှုတွေကြာပျော်လဲရတာပေါ့ကဖုန်းထဲကလှန်ရိုက်လို့ရရင်မတ်သူစာကိုလှန်ရိုက်လိုက်ချင်လားမောင်ကရောပါထူးလေပကြီးဘာလုပ်ရမှာလဲမောင်ကိုပကြီးအဆုံးရှုံးမခံနိုင်ဘူးပကြီးနဲ့မောင်ကြားမှာချီနှောက်ထားမဲ့တမီလေးရှိနေပြီပဲမောင်ကိုပကြီးရဲ့အနာကနေထွက်သွားခွင့်မပြုနိုင်ဘူး မတ်သူစာနဲ့နှစ်ယောက်တည်းတွေ့ပြီးဆွေးနွေးရမှာလားဒါမှမဟုတ်မတ်သူစာရဲ့အမျိုးသားကိုဖွင့်ပြပြီးထိမ့်သိမ်းခံရမှာလားသမီးလေးကထားငိုတယ်မောင်ကလူလွန့်လာတော့မို့ဖုန်းကိုချပြီးသမီးလေးစီအမြန်သွားကနှုတ်တိုက်ရတယ်သမီးလေးအတွက်ပကြီးအတွက်မောင်ကိုဆုံးရှုံးခံလို့မဖြစ်ဘူးမောင်ကိုမေးလိုက်လို့မောင်ဝန်ခံရင်ပကြီးရှုံးပြီပဲဒီလိုမျိုးလုံးဝမဖြစ်စေရဘူးမနေ့ပြန်ကြရင်မတ်သူစာနဲ့မျက်နှာချင်းဆိုင်တွေ့ပြီးဆွေးနွေးရမယ်။ပကြီးတညလုံးငိုတယ်။ ပြဿနာတွေဖြစ်တာကဟိုမိမကဆလို့ဖြစ်ရတာနေမှာယောက်ျားဆိုတာအလကားရရင်ဖြစ်မှာပဲလို့ပကြီတွေးမိတယ်။မောင်က၈နှစ်ထိုးကနေမှထပြီးရေကြီးတုတ်ပြားနဲ့ဆေးရုံကိုအမြန်သွားတယ်။မောင်ကမေးဖို့ပကြီစဉ်းစားပေမဲ့မောင်ပါဆက်ကဟုတ်တယ်လို့ဝန်ခံမောင်ကိုပကြီကြောက်တယ်။မောင်ကပကြီကိုထားသွားမောင်ကိုပကြီကြောက်တယ်။တမီးလေးဖခင်မဲမောင်ကိုပကြီကြောက်တယ်။တ냐လုံးငိုထားလို့နေနေတဲ့ပကြီမျက်လုံးတွေကိုမောင်မမြင်ဘူး။ပကြီစိတ်ထဲကဒဏ်ရာတွေကိုမောင်ကမမြင်ဘူး။ မောင်ထွက်သွားတာနဲ့ကလေးကိုအနှီးနဲ့တေချာထုတ်ပြီးပကြီလေအိမ်ကထွက်ခဲ့တယ်။မြို့မဈေးဘက်ကိုထွက်လာမိတယ်။မြို့မဈေးဘက်မှာဈေးတဲ့ဈေးဝယ်တွေနဲ့စီကားနေတယ်။မောင်သိကြိုက်တဲ့မုံလဲပြတဲ့ကိုတွေ့တော့ဝယ်မိမလို့ဖြစ်သွားပြီးမှဒီဈေးကိုလာရတဲ့အကြောင်းရင်းကိုသတိရသွားပြီးမတ်သူစာရဲ့ဆိုင်ကိုလိုက်ရှာရတယ်။အမမိုးနဲ့သူစာဆိုင်ကဘယ်တော့မှလဲ။သမီးလေးကဈေးတဲ့ကအတန်တွေကြောင့်ထင်းနေစူးစူးဝါးဝါးထငိုရဲ့။ ဈေးတင်ကြီးညွန်လိုက်တဲ့အတိုင်းသွားတော့မိုးနဲ့သူစာဆိုင်ကိုတွေ့တယ်။ဘာလို့လို့လဲဝင်ကြည့်လို့ရပါတယ်။မတ်သူစာရှိလားမသိဘူး။အမားနဲ့လာတွေ့တာပါ။ဝင်တဲ့ကောင်မလေးကပကြီးကိုစူးစမ်းတလို့ကြည့်တယ်။အမားဟာဒီနေ့ဆိုင်မလာပါဘူး။နေသိမ့်မကောင်းလို့တဲ့။အိမ်မှာပဲနေမယ်လို့မနေ့ကဖုန်းဆက်တယ်။မောင်စီဖုန်းခေါ်တော့မောင်ကဖုန်းမကင်ဘူး။ပကြီးစိတ်ထဲမောင်နဲ့မတ်သူစာချင်းတွေ့ပြန်ပြီလား။တန်တဲ့ဝင်လာတော့မို့ဈေးဘက်ကနေဆိုင်ကယ်ကယ်ရီငှားပြီးသကိုင်းစေးယုံကြီးကိုအမြန်သွားရတယ်။ မောင်တောင်ဝင်ကြနေကြအယုတ်ကုသဆောင်ကိုလိုက်သွားရတယ်။စေယုံကြီးရဲ့ပြင်ပလူနာဌာနမှာကိုဝင်ဆောင်တွေပြင်းနေနေတယ်။ဒီနေ့ကကိုဝင်ဆောင်စောင့်ရှောက်မှုပေးတဲ့နေ့ထင်ပါရဲ့။စေယုံပြင်ပလူနာဌာနဘက်ကနေဘယ်ဘက်ကိုချိုးတင်ကားကိုတက်ရတယ်။လူနာကြည့်တဲ့အခန်းဘက်မှာမောင်နဲ့အတူဆရာဝန်တွေကလူနာကြည့်နေတာကို တွေ့ရတာမို့ပကြီးရင်တွေက အလုံးကြီးကျသွားတယ်။မောင်ကပကြီးကိုမမြင်လို့တော်သေးတယ်။စေယုံဘော်ကနေပြန်ဆင်းပြီးထွက်လာရတယ်။ချွေမင်းဝင်ရက်ွက်ဘလောက်လဲ စီယုံကြီးရှေးဘဝကဆိုင်ကယ်ကယ်ရီကိုငားရတယ်။2000ညမမောင်စီကန်လေးကိုပကြီ3လေးကလောက်မောင်နဲ့အတူလိုက်လာပူပါတယ်။စကိုင်းမျိုးအတိတ်ကရာဆော်ရွင်ရုပ်ထုကနေမုံရော်ပြည့်သွားတဲ့လမ်းပင်မကွေ့ပဲတက်တက်သွားပြီးလမ်းအတိုင်းလိုက်သွားရုံပါပဲ။15မိနစ်လောက်ဆိုင်ကယ်စီးပြီးမောင်စီကန်နာကိုရောက်လာတယ်။နေမင်းကြီးရဲ့အပူချိန်ကပကြီးရင်နဲ့တောက်လောင်နေတဲ့အပူကိုမမီပါဘူး။ပကြီးရင်တွေပူလောင်လွင်းလို့ပြာကျနေပြီမောင်။ဘယ်နှရရမလဲညီမ။ ပကြီလိုက်ရှာမိတယ်။ဈေးကနာကတိုက်လို့မောင်ပြောတာကို ပကြီမှတ်မိနေတယ်။ဘိုးဖိအင်ကြီးရက်ပေးပါ။ကယ်ရီတမားကိုပတ်ဆက်ရှင်ပြီးအိမ်ဘက်ကိုပကြီလျှောက်လာမိတယ်။ပကြီမတ်သူစာကို တောင်းပန်ပြီးနောက်ဆုတ်ခိုင်းမယ်။မရရင်သူ့ယောက်ျားနဲ့သူ့အမအကိုတိုင်မယ်လို့ဆုံးဖြတ်ထားတယ်။ဈေးဘက်မှာစုံစမ်းခဲ့ရသလောက်မတ်သူစာမှာဈေးတွေကကောင်းလေးနဲ့ဒီလိုနာမည်ဖြစ်ရှိပူတယ်တဲ့။ခြံဝင်းတကားကတောက်ခတ်ထားတော်မူလူခေါ်ဘဲဒီလိုက်တယ်။အိမ်အပေါကကဖြတ်ကနေပွင့်လာတယ်။ တကယ်တမ်းရင်ဆိုင်ရမယ်ဆိုတော့ပကြည်ရင်နဲ့ဘာကိုကြောက်လို့ကြောက်မှန်းမသိကြောက်လာမိတယ်အပိုင်ဆက်တဲ့အိမ်အပွားပွားကနေထွက်လာတာကမတ်သူစာရဲ့အမျိုးသားဖြစ်နေတယ်မတ်သူစာရဲ့အမျိုးသားကအိမ်အပွားပွားကနေခြံတကားစီလမ်းလျှောက်လာတယ်ပကြည်ဘာလို့ရပါလဲမတ်သူစာတို့နှစ်ယောက်စလုံးအလုံနာကြတာလားလက်ပြန်လို့လည်းမရတော့ဘူးမီးစင်ကြီးကားရမှာပဲ လေဘူးဘူးတွေတိုက်ခတ်နေတယ်။ခြောက်သွသိဘန်တာပင်ပေါ်ကအရွတ်တွေပကြီးပေါ်တွေ့ကြလာတယ်။ပကြီးကိုဘန်တာရိတ်ကအေးမြမှုမပေးနိုင်တော့ဘူး။ဩဘယ်သူများလဲလို့ဆရာနဲ့ဒူလာလာညီမလေး။စီရန်ပွင့်ငင်လည်းမဟုတ်ပါဘူး။ပကြီးကောင်းခါလိုက်တယ်။ဟိုဟာမတ်သူစာနဲ့တွေ့ချင်လို့ပါ။မတ်သူစာရဲ့ယောက်ျားကမျက်မှောင်ကျုပ်တယ်။သူစားမန်းလေးသွားတယ်ညီမလေး။လာပါထဲဝင်ထိုင်အောင်လေ။နေရပူချင်တာခလေးပူမိမယ်။ နေပူခံကြောက်ပြောင်းရီအပေါ်ကနေလမ်းလျှောက်ပြီးအိမ်ထဲကိုဝင်ရတယ်။ညီမခဏထိုင်အောင်တော့။ဟုတ်ကဲ့။အဲ့ကန်ထဲကကျွန်းတက်သားထိုင်ကိုပေါ်မှာထိုင်ရင်အစ်စ်ကိုဝါဝါရှုံမိတယ်။သမီးလေးကအိပ်ပျော်နေတာမို့တော်သေးတယ်။အိမ်ကြီးကအကြီးကြီးပဲ။နာရီမှာသူတို့လက်မယားပုံထိတ်ထားတယ်။မင်္ဂလာနှစ်ပတ်လဲဆွင်တွေ့တဲ့ပုံတွေကိုလည်းတွေ့ရတယ်။မောင်ကြည့်ပေးနေကြလူနာဆိုတာကအပေါ်ထပ်မှထင်ရဲ့။အေးတော့ပါဦးညီမ။မတ်သူစာယောက်ျားက အေးအေးခွက်ကိုပကြီးရှေးချပေးတယ်။ပကြီးဘာပြောရမလဲစဉ်းစားနေရင်အေးအေးခွက်ကိုစိုက်ကြည့်နေမိတယ်။အိမ်ရတော့အဖေရဲ့ကိုရိုးလင်မရရဲ့အိမ်ကူရဲ့ပဲနေတာ။ဒါနဲ့ဘာကိစ္စလဲသိလို့ရမလားညီမလေး။အခုမိမကိစ္စလဲအခုကိစ္စပဲပေါ့။ပကြီးဘာပြောရမလဲစဉ်းစားနေတော့မြေရည်တွေအလိုလိုကျလာတယ်။သမီးလေးကထောင်ကိုတယ်။ပကြီးဖွင့်ပြောလို့မဖြစ်သေးဘူး။ပထမဦးဆုံးမတ်သူစာနဲ့ပဲဖြည့်ရှင်းရမယ်။ဟာမငုံနဲ့လေညီမလေး။ပြောစာရှိတာပြောပါ။ ဘာကူညီပေးရမလဲငွေကြေးခက်ခဲရှိလို့လားအားရမယ်လူတွေမှမဟုတ်တာညီမရေပြောပါမကြီးမပြောတော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့မောင်နဲ့မတ်သူစာစကားပြောထားတဲ့စသားတွေကိုပြန်လဲမြင်ရောက်လာတယ်ဒေါသတွေထွက်လာတယ်မကြီးအသည့်စိတ်ကမတိစိတ်ကိုတားမရတော့ဘူးကျမယောက်ျားနဲ့မတ်သူစာတို့နောက်မီလင်းနေကြတာမတ်သူစာယောက်ျားရဲ့မျက်လုံးကပြူးကျဲသွားတယ်ထိုင်ရန်ကနေထကခေါင်းခါရန်နေ ဟမ်မဖြစ်နိုင်တာညီမရေအခုမျိုးသမီးကအဲ့လိုလုံးမဲ့မျိုးမဟုတ်ပါဘူးအိမ်တော်သက်ဆယ်နှစ်ကျော်နေပြီညီမညီမထင်မြင်လွဲတာနေလိမ့်မယ်ကျမမတက်တည်ပြကြရရှိပါတယ်သူတို့ဘိုင်ရွာကနေဆက်သက်ထားကြတဲ့စကားတွေရှိတယ်ဦးသိန်းနံကအနှဲငယ်တွေဝေသွားတယ်ဟမ်အခုပြပါဦးဘိုင်ရွာတွေကစာရီကမောင်ရဲ့ဖုန်းထဲမှာပကြည့်ဖုန်းနဲ့ပို့မထားမိခဲ့ဘူးစာရီကမောင်ဖုန်းထဲမှာပါ မင်းညားကထူပူနေတာနဲ့စာရီကိုတပ်ပုံရိုက်မထားလိုက်ရဘူးမဟုတ်တာတွေမပြောစီချင်ညီမညီမဆရာဝန်ရဲ့အမျိုးသမီးမို့အကိုတီးခံနေတာအခုမြေမပြန်လာဒီကိစ္စကိုမေးမယ်ဟုတ်ရင်ညီမစိတ်ကြိုက်ဖြစ်စေရမယ်ညီမရဲ့ဖုန်းနံပါတ်ပေးထားခဲ့မဟုတ်ရင်ညီမကိုလေမြားနှစ်ယောက်စုံဒီမိသားစုနဲ့လာပြီးတော့ပတ်သက်ပါနဲ့မတ်သူစာရဲ့အမျိုးသားမျက်နှာကနှီးရဲနေတယ်ဖုန်းနံပါတ်လိုက်မှတ်နေတဲ့လက်တွေကတဆတ်ဆတ်တုံနေတယ်အခုတို့မျိုးထဲမှာဒီလိုဖောက်ပြန်တာလုံးဝမရှိဘူးအခုမိမဒေါက်တာလေးကိုရင်းနှီးဆက်ဆံတာလဲ အခုကျမ်းမာရင်အဖေကျမ်းမာရေးကြောင်းမယ်အဖေအပေါ်မှာနေတယ်ဒေါက်တာလေးကအိမ်မိုးလေးခဏခဏပြင်ရတယ်ဒါကြောင့်မာညီမမျိုးသားတေးချောင်းမေးပါဦးဒီကိစ္စလုံးဝမဖြစ်နိုင်ဘူးနော်ညီမမျိုးသားဘာပြောလို့လဲမောင်ကဘာမှမမေးရသေးပါဘူးဒါနဲ့မကျုံးကြီးလာပြီးတော့စော်ကားသေးလားမင်းကလေးမပြန်လိုက်တော့ကျုပ်ဖုံးဆက်ပေးမယ်ပကြီးရှိုက်တန်နဲ့အတူတပြင်းချမိတယ်သူ့ကိုလည်းနားလေပေးနိုင်ပါတယ်သူနဲ့ပကြီးကဘဝအတူတွေပဲအမှန်တရားဆိုတာရောက်တဲ့အချိန်နောက်ကျတတ်တယ်တဲ့မောင်ရဲ့ မောင်းကိုပကြီးအဆုံးရှုံးမခံနိုင်ဘူး။လာလန်းအတိုင်းပြန်လာမိတယ်။လောကကြီးကပကြီးအပေါ်မှာရင်ဆက်လိုက်တာမောင်းရဲ့။ပကြီးမျောလင့်ထားတာตาရပျော်ရွှင်မဲ့မိသားစုလေးပါ။ပကြီးနေပူကျဲကျဲပဲခေါင်းခိုက်ဆိုင်နဲ့လမ်းလျှောက်လာမိတယ်။လက်မောင်းအောက်မှာချွေးတွေဆူလာလို့ထင်ပါရဲ့။သမီးလေးကထားငိုတယ်။ရှင်ထဲကဝေဒနာတွေကို ပကြီးထိမထားနိုင်တော့ပကြီးလဲငိုတယ်။လမ်းတော်လမ်းလာတွေကြည့်နေလဲသူတို့ကိုဂူးမဆိုင်အားတော့ဘူး။ငုံငိုသမီးလေးရဲ့ မီးဖင်လူစိုးကြီးတို့အမင်းကိုကူပြီးငိုပေးပါ။အကြီးရဲ့ရင်တွေမွင်းကျက်နေတယ်။လေးလံတဲ့အရာတကူကဖိထားတာမျိုး စိတ်ထဲမှာတစုံတရာဖြစ်လာတော့မယ်လို့ထင်နေတဲ့အရာမျိုး။ပကြီမိနစ်ကလှုပ်လိုက်တဲ့အရာကမှားမြသွားပြီလား။မောင်အမနဲ့အဖေကို အရင်တိုင်ရမှလေ။ပကြီလှုပ်ရကမှားမြမှားသွားပြီလား။ဒါမှမဟုတ်မတ်သူစာနဲ့မဖြည့်ရှင်းခင် မောင်နဲ့ပြောပြီးဖြည့်ရှင်းရမှာမဟုတ်လား မောင်ပစက်ကဝန်ခံလာမဲ့စကားတွေကိုပကြည်နာကနားထောင်နိုင်တဲ့တတ်သိမရှိဘူး။မောင်ကဆိုင်ကယ်ကိုလီဗာကုန်ဆွဲပြီးဝင်လာတယ်။လက်ထံကလွယ်အိတ်ကိုနံရံပစ်ပေါက်တယ်။တရှူရှူနဲ့ဒေါသတွေထွက်နေတဲ့မောင်ဒေါသမျက်ဝင်းတွေနဲ့ပကြည်ကိုစီမိုပြီးကြည့်တယ်။မောင်တိလာပြီပေါ့။ပကြည်သွားခဲ့တာကိုမောင်တိလာပြီဆိုတဲ့အတိတ်ပဲပေါ့။မင်းမဟုတ်တာရှောက်လို့နေရဆို။ငါတိတ်ခါလိုက်မချပါနဲ့။မောင်မင်းဆိုတဲ့နံစားသုံးတဲ့အတွက် ကြည်နာကျင်ရပါတယ်။မောင်က အမားလှုပ်ထားတာဖြစ်ပြီးပကြီးအပေါ်ဒီလိုဆစ်ဆန်လို့ပို့ပြီးရင်နာရပါတယ်။ဒီအချိန်မှာမောင်အမားတွေအတွက် မောင်ကတောင်းပန်တင်နေလေ။ဝမ်းနဲ့နာကျင်ပြီးမြေရီတွေကြလာပြန်တယ်။ဒီမြေရီတွေကလည်းဂုံဂုံမကုံနိုင်ဘူး။နာနာကျင်ကျင်ရင်မောရင်ပကြီးငုံမိပြန်တယ်။မောင်ရင်ဟန်ဆောင်ကောင်းလိုက်တာ။ပကြီးကိုရန်တွေ့နေတာများဘာအပြစ်မှလုပ်မထားတဲ့ပုံစံနဲ့မောင်နဲ့မြေဝင်းချင်းဆုံအောင်ကြည့်ပြီးမေးလိုက်တယ်။ မဟုတ်တာလို့တာကမောင်လားပကြီးလားငါဘာလုပ်နေလို့လဲသမီးလေးရဲ့ကျေးဇူးပြုပြီးအမေကိုချိန်ရင်ထောင်ကိုပေးပါသမီးလေးရဲ့အဖေနဲ့ရံမဖြစ်ပြရစေနဲ့အမေတို့သမီးအဖေကိုဆုံးရှုံးလို့မဖြစ်ဘူးပကြီးမောင်းလက်တဲကဖုန်းကိုယူလိုက်တယ်ဗိုက်ဘာကိုဖွင့်ပြီးမောင်းကိုပြမယ်အလုံးမှာဖိုင်ဘာမှာဘာစားမှရှိမနေတော့ဘူးမောင်းကလောင်ပြုံပြုံးတယ်မောင်းဒီတဲကစာရီပကြီးဖတ်ပြီးပြီ မောင်ကတခိုးကိုလူမိတဲ့ပုံစံနဲ့ခဏတာငြိမ်သွားတယ်။နောက်ပြီးပကြီးမျက်နှာကိုစေးစေးကြည့်တယ်။ဟုတ်တော့ရောမင်းကဘာဖြစ်ချင်လို့လဲ။ပကြီးမကြားချင်တဲ့စကားကိုမောင်ဘဇက်ကကြားလိုက်ရတော့ပကြီးကြိုတွေးထားပေမဲ့လျှော့ရသွားတာအမှန်ပါ။ပကြီးဘဇက်ဟောင်းလောင်းနဲ့မောင်ကိုကြည့်နေမိတယ်။မောင်ကပကြီးကိုဆူဆိုက်ပြီးကြည့်နေတယ်။မောင်မောင်လောက်ရအတွက်ပကြီးကိုအမြန်တောင်းပန်ပါ။မဟုတ်ရင်မဖြစ်တဲ့နာတွေဖြစ်ကုန်တော့မယ်။မောင်ကနှက်ခမ်းမဲ့ပြတယ်။ မောင်ပကြီးမှာဘာအပြစ်ရှိလို့လဲဘာလို့ဖောက်ပြန်ရတာလဲမင်းကငါ့ဘောနားလည်မှုပြည့်ရလားငါအလုပ်ပင်မနေရတော့အမြဲရစ်ပြီးရန်ရှာဖို့ပဲလုပ်တတ်တယ်မဟုတ်လားငါပတ်စံရှာနေရတာတွေကမိမိသားစုတော့ပဲမှတ်နေရလားအမေစေဘူးညီမလေးအဆင်မပြေလို့မောင်လေးကတောင်းလို့နဲ့ငါနွားဖြစ်နေပါပြီမဟုတ်ဘူးမင်းကိုစားချင်မိကြတဲ့ငါနွားဖြစ်ခဲ့တာငါဘောကမင်းကြောင့်ဖြစ်စီခဲ့ရတာမောင်ရင်ထဲကမကြည်နှက်ချက်တွေစက်တိုက်ပေါ်လာတယ် ဒီကိစ္စတွေကိုမကျေနပ်ရင်အစကတည်းကပုံမွေလင်းလင်းပြောပြတဲ့နဲ့မထင်ဘူးလားမောင်။မောင်ဘာလို့သဘောကောင်းကြည့်အောင်ဆောင်ခဲ့ရတာလဲ။ဘာလို့ဟန်ဆောင်နေခဲ့ရတာလဲ။မောင်ကသစိမ်းတယောက်ဖြစ်သွားခဲ့ပြီ။ပကြီးတကားမှမတွေ့ဘူးတဲ့သစိမ်းတယောက်ပဲ။အဲ့ဒါတွေကဖောက်ပြန်မှုအတွက်အကြောင်းပြချက်မခိုင်းလို့ဘူးမောင်။အေးမင်းလို့မင်းမငါ့ဘဝအတွက်ဘာထောက်ပံ့ပေးနိုင်ပါလဲ။ငါလိုချင်တဲ့ဖုန်းပေးနိုင်လား။ကားပေးနိုင်လား။ပတ်စံပေးနိုင်လား။ငါ့ဘဝအောင်မြင့်တင်ပေးနိုင်လို့လား။မောင်ရဲ့စိတ်ဓာတ်တွေကအောက်ဆုံးထိထိုးကြခဲ့ပြီပဲ။ မောင်မောင်ရဲ့အကျင့်စာရိတ္တတွေပျက်စီးခဲ့ပြီပဲငွေဆိုတဲ့အရာကမောင်ကိုပြောင်းလဲစေခဲ့ပြီပဲငွေလှိုင်းနေကြမှာတိတ်ခတရားတွေကိုကျင့်နေရာတွေပျောက်ကျခဲ့ပြီပဲမောင်မင်းတို့ယူမီလို့ဒီလိုဖြစ်ရတာလေမိမိသားစုကိုပေးတဲ့ပတ်စံနေရာရောအမတူစားဟာလေနော်ဟဟရင်းစက်လိုက်တာမောင်ရဲ့မောင်တကယ်သွေးအေးလိုက်တာအမားလုံထားတာကမောင်ပါဗကြီးကြောင့်မောင်ဖောက်ပြန်ရတဲ့လားမဟုတ်ဘူးမောင်မောင်ရဲ့အတွင်းစိတ်မတည်ငြိမ်လို့လောကရန်ကိုကြံ့ကြံ့မခံနိုင်လို့ မောင်တိတ်ချမ်းသာခြင်းနေလို့မောင်ကစပွဲပေါ်စာရွက်တရွက်ပြစ်ချပေးတယ်။မင်းကလန်းလန်းရွေးစရာပေးမယ်။နံပါတ်1ကငါနဲ့ကွာရှင်ဖို့။နံပါတ်2ကမင်းကိုသိန်းရံကိုပြောခဲ့တာတွေကမင်းစိတ်ထင်ရပြောခဲ့တာပါ။တကယ်မဟုတ်ပါဘူးလို့တွားတောင်းဝန်ရမယ်။အခုသူတို့လင်မယားအကြီးကျယ်ပြဿနာတက်နေတယ်။မောင်ပကြီးအကြံကြီးအော်လိုက်လို့ကလေးကထားငိုတယ်။ပကြီးမောင်ရှိအောင်ကိုဘလို့ရောက်သွားမှမသိဘူး။မောင်ရင်ဘက်ကိုပကြီးကုတ်ချင်ရင် စကားတွေတွတ်တွတ်ပြောနေမိတယ်။ ပကြီးမပကြီးတို့မှာတမီးလေးရှိသေးတယ်။မောင်နဲ့ကွဲလို့ကွာလို့မဖြစ်ဘူးလေ။နောက်ပြီးသွားတောင်းပန်ရောက်ကလည်းပကြီးမမမာတာ။မှန်တဲ့လူကတောင်းပန်ရမှာလားမောင်။သွားစမ်းကွာ။မောင်ရင်ဘက်ကသွေးတွေထွက်လာတယ်။မောင်ကပကြီးကိုတွန်းလွှတ်တယ်။မောင်မျက်နှာကသောသားရိပ်တွေတန်းနေတယ်။ပကြီးမောင်ကိုကြောက်လာမိတယ်။ဒီကိစ္စကိုမောင်အမနဲ့အဖေကိုတိုင်မယ်။မောင်ကပကြီးကိုစူးစူးရဲရဲကြည့်တယ်။ငါအဖေတက်ကြည့်ပြီ။စိတ်ဆင်းရအောင်မလုပ်နဲ့။ ငါအမအောင်မင်းတိုင်ရင်မင်းရဲ့ဘွားအမှန်လေးပါထည့်ပြောပြီးတိုင်လေဟာတခါတည်းပါအိမ်ကမင်းနဲ့ကွာရှင်းဖို့ပြောကြလိမ့်မယ်မောင်ကလူစိတ်ကင်းမဲ့နေပြီမောင်ဒေါသတကြီးနဲ့အဟွေနေတော့မောင်စီက ဖုန်းဝင်လာတယ်ဟုတ်မသူသာကျောလင်မြန်နဲ့အခုချက်ချင်းလာပြီးဖြည့်ချင်းပေးပါမယ်ဟုတ်ကဲ့ပါအမဟုတ်ကဲ့ပါပကြီးနှုတ်ခမ်းကိုပြတ်ထွက်လို့မတက်ကြိုက်ထားမိတယ်နှုတ်ခမ်းကနာကျင်တဲ့ဝေဒနာနဲ့အတူသွေးတွေစီးကြလာတယ်မောင်မျက်နှာကချက်ချင်းပြောင်းလဲသွားတယ်ပကြီးပခုံးကိုလာဖက်တယ် ပကြည်လေတိုင်းကိုနန်းတယ်။ပေါ်ဆက်မှာဒီအနန်းတွေနဲ့ပကြည်လုံးဝကြည်ဤမပေးနိုင်ဘူး။လာပါမိမရ။မောင်ပြောခိုင်းတယ်လို့ပြောလိုက်။ဒါဆိုရင်အားလုံးโอเคသွားလိမ့်မယ်။ပကြည်ကောင်းနဲ့ရောက်လာတာကငိုနေတဲ့သမီးလေးပါ။ဆုံးဖြတ်ချက်တစ်ခုကိုအမြန်ချလိုက်တယ်။မောင်အဲ့ဒီမိမနဲ့ထပ်ပြီးမပတ်သက်တော့ဘူးဆိုတဲ့ဂရုပေးရင်ပကြည်မောင်ပြောတယ်လို့လုပ်မယ်။ကုန်းကုန်းပြောမယ်။ပကြည်နဲ့အားများလို့ရှုပ်ချင်ရင်အခကြီးငွေပေးရတဲ့အမျိုးသမီးစီသာသွားပါ။ โอเคမောင်ကလေးပြေးတယ်ကွာဒီလိုထပ်မဖြစ်စရာဒါလည်း तू အတင်းလာကလို့ပါမောင်ပတ်စံနေလိုချင်တယ်လေဒါဆိုရင်မောင်ကြိမ်စားဆိုပါဒီမိမနဲ့ထပ်ပြီးဖောက်ပြန်ရင်ဘဝဆက်တိုင်းမောင်ဘဝမှာပကြီးတူးရဲရှိပြီးပကြီးကိုပေးဆက်ရတဲ့လူဖြစ်ပါစေလို့အေးကွာကြိမ်နေကြိမ်နေမောင်ကပကြီးကိုလာဖက်ပြီးကြင်ကြင်နာနာနန်းနေမောင်ကိုပကြီးမအဆုံရှုံမခံနိုင်တာသမီးလေးကိုမိတူခဲဖောက်တော့ခဲမကြည့်ပြင်းစေချင်တာပကြီးဆန္ဒပါ မချောခင်ကပြော့ကျင်နေတဲ့ပကြီးကိုပကြီးလဲမုံမိတယ်။ပကြီးတို့နှစ်ဦးတဘောတူပြီးတာနဲ့ရွှေမင်းဝင်ပဲထွက်ခဲ့ကြတယ်။မောင်းဆိုင်ကနောက်ကနေထိုင်လိုက်ရင်မြေရီတွေကိုတုံရတယ်။လမ်းမှာမောင်းပြောတဲ့စကားတွေအရမတ်သူစာကမောင်းကိုမြူဆွဲခဲ့တာတဲ့။သုံးယောက်ကမကြီးအတွက်လာပြင်ရင်ရင်းနှီးကြတာတဲ့။မတ်သူစာယောက်ျားကည၈နာရီမှပြန်လာတာမို့အိမ်အောက်ထပ်မှာအမြဲလွတ်လပ်နေတာတဲ့။နောက်ပြီးမတ်သူစာရဲ့အမျိုးသားကစီးကျိုယောဂါကြောင့်ပန်းတည်နေတာတဲ့။ မောင်ကငွေကြောင့်ပတ်သက်မိတာလို့ပြောတာမို့မကြည်စိတ်မကောင်းဖြစ်ရင်စိတ်တက်တာရရပါတယ်။ဟိုမိမကိုကလည်းမရှိရင်မနေတတ်တာနေမှာလို့မောင်အပေါ်ခွန့်လွှဲစိတ်နဲ့တွေးမိတယ်။မတ်သူစာတို့ channel ကိုရောက်သွားချိန်ကည၈နာရီမှုအပြင်မှာအတော်လေးမောင်းနေပြီ။မတ်သူစာတို့ဧကန်မှာရက်ွက်ကလူကြီးတွေကိုပါခေါ်ထားတာတွေ့ရတယ်။မတ်သူစာနဲ့သူ့အမျိုးသားရဲ့မျက်နာကတင်းမာနေတယ်။ပကြည်ရင်နဲ့စိုးရင်စိတ်တွေပေါ်လာတယ်။ တ်သူစာရဲ့အမျိုးသားကလူကြီးတယောက်အနာကတ်လိုက်ပြီးစကားတိုးတိုးပြောတယ်။အဲ့ဒီတည်းကလူကြီးကကဲကလေးမနေလေဒီအိမ်လာပြီးတော့မဟုတ်တာတွေဆွဆွဲပြောဆိုသွားတယ်ဆို။ပကြီမောင်ကိုတချစ်ကြည့်လိုက်တယ်။မောင်ကခေါင်းငိမ့်ပြတယ်။မောင်တင်မေးထားတဲ့စကားလုံးတွေပြောပြရတယ်။ကျမကစိတ်ကြဝေဒနာတယ်ပါ။ဈေးတွေတောက်နေရတော့စိတ်ကဟိုတင်ဒီတင်ဖြစ်ပြီးရှောက်ပြောမိတာပါ။ပကြီးရင်ထဲသောသားတွေထွက်နေပြီမဲ့အပူရုပ်ကိုဟန်လုတ်ကပြောနေရတယ်။ စိတ်ရှိလက်ရှိပြောရရင်သူကဗကြီးလင်ကိုခိုးတာနှုတ်အိုမျက်နှုတ်ကြိုက်တဲ့အယုတ်တမာမနေလျာငါးစီလာပြောတော့အဲ့လိုမဟုတ်ပါဘူးတိတ်တီကြတဲ့ပုံနဲ့ပြောခဲ့တာလေတကယ်ဆိုရင်နေအောင်ကြောင်ထောင်ချမယ်မတ်သူစာရဲ့ယောက်ျားကထောင်អော်တယ်နောက်ပြီးငါမိမဖုန်းလဲငါစစ်ပြီးပြီမသိငါစာဘာတစ်ခုမှမတွေ့ဘူးမောင်မြင်နာကဇီးရွက်လောက်ပဲရှိတော့တယ်မောင်ရဲ့မောင်အမားတွေကြောင့်ဗကြီးတို့အပြောခံရတာပါ မောင်မလို့တက်နာကိုလို့လို့ဗကြီးတို့မျက်နာငယ်ကြရတာကျွန်တော်တောင်းမှမှာတယ် ကျွန်တော်မျိုးသမီးကစိတ်ကစင်ကလေးရာယောဂါဖြစ်နေတာမို့သူကြောင့်စိတ်အခက်မသင့်ဖြစ်ရင်ကျွန်တော်တောင်းပန်ပါတယ်မသူစားရင်ကျွန်တော်တကယ်သွေးသားအရင်မောင်နှမတွေလိုပါပဲပကြီတို့ပြောတာတွေကိုအတန်သွင်းယူကြတယ်ပကြီတို့ကိုဓာတ်ပုံရက်ယူကြတယ်မသူစားကမိခါရွက်ကနဲ့ဒီတခါတော့ရှိပါစေတော့နောက်တခါဆိုရင်တရားစွဲမယ်ပကြီဒေါသထွက်လိုက်တာအခိုးကလူကိုပြန်ဟစ်နေတာသုံးပြန်ခြင်းစိတ်ဖြစ်နေတဲ့ဒေါသအတွေတွေကိုမနှဲလာထားရတယ် လူကြီးတွေရှေ့မှာပကြီတို့ဝန်ခံကတိလက်မှတ်ထိုးပြီးပြန်လာရတယ်။ဒီကိစ္စတွေဖြစ်ပြီးမောင်လဲအတော်ကြောက်သွားပုံပါပဲ။တလင်တမယဥပဒေအရမောင်ကသူထောင်ကျနိုင်တယ်ဆိုတာကိုသိတော့အတော်လေးကြောက်သွားပုံပဲ။မောင်ကအလုပ်ချိန်ကလွယ်ပြီးအိမ်မှာပဲအမြဲနေတော့တယ်။ဆေးကလည်းအပြိပိတ်လိုက်တယ်။ပကြီတို့သားအမိကိုလည်းအချိန်တွေပေးတယ်။အလိုလိုက်တယ်။ပကြီစိတ်ချမ်းသာလိုက်တာ။ပကြီလိုချင်တာဒီလိုမျိုးဘဝပါ။ငွေတွေအချိန်ပြည့်ရှာနေတော့ရောစိတ်မှမချမ်းသာရတာ။ မောင်နဲ့ဒူထူပါယုံဖះကိုဖះတော့ပူကြတယ်။ဖះကြီးကတက်ပယ်လိုက်တာ။မိမရော့မတ်သူစာဆက်တာ။ခဏခဏဆက်နေရယ်။မောင်သူနဲ့စကားမပြောချင်။အင်းစင်းနေချင်းလို့ဖះပေါ်လာကမှအပူလာပေးသူနဲ့တွေ့နေတယ်။နေချင်းငုတ်တုတ်ရှိရဲ့နဲ့လာပြီးထပ်ပတ်တက်နေတာအရှက်ကိုမရှိဘူး။ပတိဖို့စပီကဖွင့်ပြီးအတန်သွင်းဖို့လုပ်ပြီးမှဖုန်းကင်လိုက်တယ်။ဟယ်လိုမောင်လေး။ဘာလို့ဆေးရလာမခွင့်တော့ရလဲ အမအောင်မိသွားပြီလားအမကတော့တတိရာလို့ထက်တွေ့ရအောင်လေဒီညနေအားလားမောင်ဖုံးကင်နေထင်ပြီးမတ်သူစာကတရဆက်ပြောနေတာဟဲ့ကောင်မစောက်ရှစ်ကိုမရှိဘူးမောင်ကနေနဲ့မပြောချင်လို့ငါ့ကိုပြောခိုင်းတာနောက်တစ်ခါမစစ်နဲ့တခြားယောက်ျားတွေပေါ်ပါတယ်ငါယောက်ျားကိုချမ်းသာပြီပါပကြီမစကားမဆုံးသေးဘူးဖုန်းချသွားတယ်ကျေးဇူးတင်ပါတယ်မောင်ရဲ့ဖះပေါ်မှာညင်ညင်ညံညံစကားတွေပြောမိတာမို့လက်အုပ်ချီကြော့ပြီးတောင်းပန်ရသေးတယ် မောင်ဝတားနေတဲ့ကြားကအတန်သွန်းထားတဲ့ဖိုင်ကိုအမျိုးသမီးရဲရသွားပို့ပြီးမတ်သူစာကိုတားမြစ်ပေးဖို့တိုင်ခဲ့လိုက်တယ်။အမျိုးသမီးရဲရကအန်တီကြီးကမတ်သူစာကိုခေါ်ပြီးဖြည့်ရှင်းပေးမယ်ပြောတယ်။မတ်သူစာရဲ့အကြောင်းတွေစုံစမ်းကြည့်လိုက်တော့မတ်သူစာကမောင်အပြင်တခြားတယောက်ရှိနေသေးတယ်လို့သိရတယ်။အဲ့ဒီတယောက်နဲ့လည်းနောက်မီလင်းနေတာကိုသူ့ယောက်ျားကလိုက်စုံစမ်းနေတယ်တဲ့။ဒီကိစ္စကိုမောင်သိမှဖြစ်မယ်။မတ်သူစာကမောင်အပေါ်အပြက်ကျွေးနေတာမဟုတ်ဘူးဆိုတာမောင်သိတဲ့နေ။ ယောက်ျားဆိုတဲ့အမျိုးကအလကားရရင်ပတ်သက်မိမှာပဲဟုတ်ကဲ့ပါရှင်ဒီကနေ့မှအချိန်ပေးနားဆင်ပေးကြတဲ့တော်လန့်ပြည်သူများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။တင်ပကြီးအပိုင်းရှင်မှာပြန်လည်တွေ့ဆုံကြပါစို့ရှင်။